ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဒေါက်တာစိုက်ကောင်ပဲပါလိပ်ဆန်စိတ်ကူးဆရာမပါဒီဗီဒီယိုထဲမှာကျွန်တော် LSD လို့ခေါ်တဲ့ Lumpy Skin Disease အကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်ဒီ Lumpy Skin Disease ဆိုတာနှွားရမှာဖြစ်တဲ့အရေပါရမှာပေါ့နော်အလုံးအကျိတ်အဖုတွေထွက်တဲ့ရောဂါမျိုးဖြစ်ပါတယ်ဒီရောဂါပိုးကဆိုရင်ကျွန်တော်တို့တိုးရင်မှာတွေ့ရတဲ့ Ship Box လို့ခေါ်တဲ့ Virus ပိုးပေါ့နော်ဒီကြောက်ရောဂါ Ship Box တိုးရင်မှာတွေ့ရတဲ့ကြောက်ရောဂါပိုး ਨੇ တို့ကဆက်ဆက်မှုရှိနေပေါ့နော်ဆိုလိုတာကဒီယောဂါဘုရဲ့ပုံစံချင်းဟာဆင်တူနေရပေါ့နော်ပြီးရင်ဒီယောဂါဘုဟာဆိုရင်ကျွန်တော်ဆွဆွပြီးတော့ပူအိုက်တဲ့နော်ဒေတာတွေမှာဖြစ်တာများပါတယ်ပြီးရင်ကျွန်တော်တို့ဒီမြစ်ဖြားပိုင်းမှာရှိတဲ့တိရစ္ဆာန်တွေထက်ကျွန်တော်တို့မြစ်ရမ်းပိုင်းမှာပေါ့နော်ဒီမြစ်ဝကျွန်းပေါ်ဒေတာမြစ်အောက်ပိုင်းဒေတာတွေမှာမွေးထားတဲ့တိရစ္ဆာန်တွေမှာတို့ကဖြစ်များပါတယ် တွေ့ရများပါတယ်ဘာလို့လဲဆိုရင်ယောဂဘိုးကဒီထိပ်ပိုင်းကနေတည်ဆောင်မှာဒီအောက်ပိုင်းကိုကျွန်တော်တို့ဖြန့်ဖြူးပေးတဲ့ပုံစံမျိုးကြီးတွေ့ရတတ်ပါတယ်။အလားတူပဲကျွန်တော်တို့ဒီညီနှိတ်လေးဒါမှာမွေးထားတဲ့လက်ဆိုင်မှာဆိုရင်ဘိုးကြီးမှာဒီယောဂဖြစ်တာတွေ့တာ များပါတယ်။ဒီယောဂဟာဆိုရင်ဖြင့်ကျွန်တော်တို့ဒီအာဖရိကနေဆင်းတက်လာတဲ့အာဖရိကနေစတင်ဖြစ်ပွားလာတဲ့ယောဂဖြစ်ပါတယ်။ပြီးရင်သူ့ကိုကူးဆက်စေတဲ့မွားပေါ့နော်။အဲ့မွားကလည်းအာဖရိကမှာရှိတဲ့မွားမျိုးရင်းပေါ့နော်။ ယောဂသစ္စာတွေတွေ့ရပြီဆိုရင်ကျွန်တော်တို့များသောအားဖြင့်အာဖရိကနေပဲလာတာကိုတွေ့ရတယ်ဒါကိုကျွန်တော်တို့တတိချက်စေချင်ပါတယ်နောက်ထပ်သူ့ကိုကူးဆက်စေနိုင်တာကတော့သူ့ရဲ့တရေပေါ့နော်အနာဒီညရဲ့နေတိုင်းရိုက်ထိတွေ့မှလည်းကူးဆက်စေနိုင်ပါတယ်ဒီယောဂါပေါ့နော်ဖြစ်ပွားနှုန်းက90%ခန့်နှုန်းရှိရှိပါတယ်တေနှုန်းကတော့နည်းတယ်ပေါ့နော်ဒါပေမဲ့ဒီယောဂါဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အရေးပြမလှတာတွေ ဖြစ်တတ်ပါတယ်။အဲကြောင့်ဒီယောဂါဖြစ်ပြီးဆိုရင်ဘလိုလက္ခဏာကြီးပြမလဲ။များရောပြန်ဖျားမယ်။အေးယိုးမယ်။နာရီယိုးမယ်။စားရလက္ခဏာပြန်ထူချတာကွာမျက်ရည်ကျတာမျိုးတွေပြီးရင်သူ့ရဲ့အရေပြားမှာလုံအကျိတ်အဖုတွေထွက်တာမျိုးတွေတွေ့ရတော့ပါတယ်ဒီကျိတ်ဟာဆိုရင် မာပြီးတော့ဘောနော်အထဲမှာဆိုရင်ကျွန်တော်အဖြူရောင်အဝါရောင်အနှစ်တွေလိုမျိုးလဲတွေ့ရတော့ပါတယ် ဒီအကျိတ်ဟာကျွန်တော်တို့ဒီအရေပြားမှာတည်းမကဘူးအစာချေလမ်းကြောင်းဦးလမ်းကြောင်းနေမှာလည်းတွေ့ရနိုင်ပါတယ်အဆုတ်တွေမှာလည်းတွေ့ရနိုင်ပါတယ်အဖုတွေအပိတ်တွေဖြစ်တာတက်တာရပါမယ်ကြုံသွားပါမယ်ဗျာနော်ဒီအရေပြားမှာဆိုရင်ကျွန်တော်ခုနကျွန်တော်ပြောခဲ့လိုမျိုးပဲအရေပြားတည်သွားတဲ့ပုံစံမျိုး၆ပြီးတော့အနာရွတ်လိုမျိုးကြံခဲ့တဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်အဲကြတော့စီးပွားရေးရဒါထိခိုက်နိုင်တယ်ဗျာနော် ဒီဖုပိတ်ဟာအရေးပြကိုရင်းအင်္ကာတွေပြင်ဒီပါဇက်ဂရင်းပေါ့နော်အဲ့နေရာမှာလဲတွေ့ရတပါတယ်နှုတ်ပေးနေတဲ့နမအိမ်မှာဆိုရင်နှုတ်ချတာနဲရတပါတယ်နှုတ်အောင်ရောင်းလာမယ်ပြီးရင်သူ့ခြေလက်တွေရောင်းလာတဲ့လက္ခဏာမျိုးလဲတွေ့ရတပါတယ် Lambie skin disease LSD လို့တူောက်ခေါ်တဲ့ဒီယောဂါဟာဆိုရင်ကျွန်တော်တို့ကာကွယ်လို့ပဲရပါတယ်ကုသဆေးမရှိပါဘူးသူက virus ကြောင့်ဖြစ်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ဒါရိုက်ကုသလို့မရပါဘူး ဒါပေမဲ့သူ့အနာပိုးမဝင်အောင်မန်းမဝင်အောင်ဒီအနာကိုပေါ့နော်မြန်မြန်တက်တာအောင်ပဲကျွန်တော်တို့ပဋိဇီဝဆေးတွေကိုပေးမှာပဲ secondary infection လို့ခေါ်တဲ့အနာပိုးမဝင်အောင်ပဲကျွန်တော်တို့ကာကွယ်ပေးလို့ရပါတယ်စိတ်မကောင်းစွာပဲဒီယောဂရဲ့ကာကွယ်ဆေးကမြန်မာနိုင်ငံမှာတွင်တွင်ကျကျမရနိုင်သေးဘူးလို့ကျွန်တော်ကြတိထားပါတယ်နောက်တစ်ခုကဒီ မတ်ချင်ရင်ပေါ့နော်မွားဒီအဲ့အကောင်ကြီးကိုကာကွယ်ထိန်းချုပ်ပေးခြင်းအပြင်လည်းကျွန်တော်တို့ဒီယောဂါကိုတစ်ဖက်တစ်လမ်းအနေကာကွယ်ပေးနိုင်ပါတယ်လိလာသူတင်နာပြုချက်တစ်ခုမှာဆိုရင်ဒီမွားတွေအကောင်ကြီးမရှိတဲ့နေရာမှာတော့ယောဂါပိုးကဖြစ်နေနိုင်တဲ့အတွက်ကြောင့်မလို့ဘာမှမကာကွယ်တာထက်ဆိုင်ရင်ကျွန်တော်တို့ဒီမွားတွေကိုလည်းရှင်းထားမယ်ဇီဝလုံခြုံရေးလို့ခေါ်တဲ့ biosecurity ပေါ့နော် ဒီယောဂပိုးတွေမဝင်အောင် ထုံးဖြူတာတွေပိုးတက်ဆေးဖြန်းတာတွေပြုလုပ်တာမျိုးတွေပြုလုပ်မယ်ယောဂဖြစ်နေတယ်လို့တန်လျာဝင်တဲ့ခြံတွေကိုမတွားဘူးပြီးရင်သူ့ရဲ့နာရီတွေတရီတွေကနေထိတွေ့မိမှကူးစီတာဖြစ်တဲ့ကြောင့်မို့ဒီဟာတွေကို မထိတွေ့မကင်ွယ်မိအောင်မဖြန့်ပွားမိအောင်ဒါတတိထားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ပြောရတော့ RSD လို့ခေါ်တဲ့ Lambie Skin Disease နွားမှာအတွေ့ရများတဲ့အရေးပြားမှာဖြစ်တဲ့ ဒီအဖို့ပိတ်ယောဂအကြောင်းပဲဖြစ်ပါလေတကယ်လို့မိတ်ဆွေတို့ကဘူးလို့ရရလဲဆိုရင် comment ရေးခဲ့ပါ like and share လေးလုပ်ပြီးတော့ပါအားလုံးကျေးဇူးတင်ပါတယ်